Radio NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မေလ17ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရေးသတင်းအနေဖြင့်အယက်သားပြည်သူများအားပြစ်မှတ်ထားတဲ့စစ်ရာဇဝတ်မှုများကိုမှတ်တမ်းတင်ထားပြီး လူမဆန်သောရက်ဆက်မှုများအတွက်တာဝန်ယူရမယ်လို့ TRIMU ဟာအသိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။အရသာပြည်သူများအားပြစ်မှတ်ထားတဲ့စစ်ရာဇဝတ်မှုများကိုမှတ်တမ်းတင်ထားပြီးလူမဆန်သောရက်ဆက်မှုများအတွက်တာဝန်ယူရမယ်လို့ TRIMU ဟာမူကိုနွယ်နီကအသိပေးပြောကြားခဲ့ပါတယ်။တော်လိုင်းရေးတက်တွေထိန်းချုပ်ထားတဲ့နေမြေမှာလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် TRIMU ဟာမှဗျူဟာမှုရဲ့အသိပေးပြောကြားချက်ကိုမေလ10ရက်နေ့မှာထုတ်ပြန်လာတာပါ။ တော်လင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်မြေအတွင်းစစ်ကောင်စီကရပ်သားပြည်သူများကိုပိတ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုများကို TRIB ဟာကပြင်းပြင်းထန်ထန်ရှုတ်ချထားပါတယ်။ထို့အပြင်အရပ်သားပြည်သူများကိုရက်ဆက်စွာတိုက်ခိုက်မှုများအားစစ်ရာဇဝတ်မှုအဖြစ်မှတ်တမ်းတင်ထားပြီး၎င်းတို့ရဲ့လူမဆန်သောရက်ဆက်မှုများအတွက်တာဝန်ယူစေရမယ်လို့လည်းအသိပေးပြောကြားထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် TRIB ဟာအနေနဲ့ပြည်သူများရဲ့ဘဝလုံခြုံရေးအတွက်အဆုံးထိတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကိုလည်း တရားအင်ဗျူဟာကအကြေးသစ္စာပြုထားပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့်ဖအန်တက်နေဆက်တွင်စစ်ကောင်စီနှင့် KNL တို့တိုက်ပွဲပြင်းထန်တဲ့သတင်းကိုတင်ပြပေးပါမယ်ဖအန်မြို့နယ်နှင့်ထိုင်းနိုင်ငံတက်ခရိုင်ထဆောင်ရမ်းမြို့နယ်နေဆက်တွင်စစ်ကောင်စီတပ်များနှင့်ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တို့အကြားနေညာမပြတ်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်က YAK 130ဂျက်တိုက်လေယာဉ်များဖြင့်ဘုံကျဲတိုက်ခိုက်မှုများဆက်လက်လှုပ်ဆောင်နေကြောင်း ထိုင်းသတင်းဌာန The Reporters ကဖော်ပြထားပါတယ်။မေလ10ရက်မနက်ပိုင်းတွင်ရရှိသောသတင်းချက်လက်များအရ KNL တပ်ဖွဲ့များသည်ပအံခရိုင်အတွင်းရှိစစ်ကောင်စီတပ်စခန်းတစ်ခုကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်ကောင်စီတပ်များကလက်နက်ကြီးများ၊ဒရုန်းများဖြင့်အသေးအတန်ခုခံကာကွယ်နေသည်ဟုသိရပါတယ်။နှစ်ဖက်တပ်များအကြားဒရုန်းများအပြန်အလှန်အသုံးပြုမှုများရှိနေပြီးစစ်ကောင်စီဘက်က YAK-130 ဂျက်တိုက်လေယာဉ်များဖြင့်လေကြောင်းတိုက်ခိုက်မှုနှင့်ထောက်ပို့လုံဆောင်မှုများပြုလုပ်နေကြောင်း ိုက်ခိုက်မှုများဖြစ်ပွားနေသည့်နေရာသည်ဖအံမြို့နယ်ပိုင်ဂျုံမြို့အတွင်းရှိနေရာတစ်ခုဖြစ်ပြီးထိုင်းနိုင်ငံထဆောင်ရမ်းမြို့မဲ့တန်ရွာနှင့်9ကီလိုမီတာသာကွာဝေးကြောင်းဖော်ပြထားပါသည်စစ်ကောင်စီ၏ဘုံကျဲတိုက်ခိုက်မှုများကိုထိုင်းနိုင်ငံဘက်ခြမ်းမဲ့တန်ရွာတွင်နေထိုင်သည့်ဒေသခံများကနေစဉ်ကြားနေရပြီးစိုးရိမ်ထိတ်လန့်နေကြသည့်အပြင်တိုက်ပွဲဖြစ်ပွားရာနယ်စပ်နေရာများတွင်ထိုင်းစစ်တပ်မှ24နာရီလုံခြုံရေးဆောင်ရွက်နေရသည်ဟုသိရပါသည်ခမညာ ဆက်လက်ပြီးရောင်ရွှေမြို့နယ်မှာစစ်ကောင်စီနဲ့ PNO ပူးပေါင်းအင်အားနဲ့ဖဲကုံ1006တပ်ရင်းထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့သတင်းကိုတင်ပြပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်အင်အား200ဝန်းကျင်ဖြင့်ရောင်ရွှေမြို့နယ်ဆန့်ဆွဲကျေးရွာကိုစစ်ကြောင်းထိုးလာတာကြောင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီးစစ်ရေးတင်းမာနေတယ်လို့ဖဲခုံ1006တရင်ကထုတ်ပြန်ထားပါတယ်။မေလ6ရက်နေ့မှစပြီးလက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုများနဲ့အတူ ရောင်ရွှေမြို့နယ်ဆန့်ဆွဲကျေးရွာကိုစစ်ကောင်စီနဲ့ PNO ပူးပေါင်းပြီးစစ်ကြောင်းထိုးလာတာကြောင့်မာမိတ်တော်လှန်ရေးတပ်ပေါင်းစုများနဲ့ယနေ့ထိတိုက်ပွဲဖြစ်ပွားနေတယ်လို့ဆိုပါတယ်။ဆန့်ဆွဲကျေးရွာကပြည်သူနေအိမ်များကိုစစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တို့စစ်ကြောင်းထိုးလာတဲ့၄ရက်တာကာလအတွင်းအဆက်မပြတ်မီးရှို့နေခဲ့ပြီးမေလ9ရက်နေ့မှာလဲမနက်6နာရီခန့်မှစ၍အင်ဂျင်20ခန့်ကိုမီးရှို့ဖျက်ဆီးနေတယ်လို့သိရပါတယ်။ လေးရတာတိုက်ပွဲအတွင်းစစ်ကောင်စီနဲ့ PNO ပူးပေါင်းအဖွဲ့မှတိုက်ခိုက်ရေး drone နှစီးကိုမိမိတို့တပ်ပေါင်းစုကပစ်ချနိုင်ခဲ့ပြီးဖဲခုံ1006တပ်ရင်းမှရဲဘော်2ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ထို့သောစစ်ရေးတင်းမာနေတဲ့အချိန်အတွင်းအများပြည်သူ နေထိုင်ရာကျေးရွာများကိုဥတီကာစစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်နေပြီးထိခိုက်မှုများလည်းရှိတယ်လို့သိရပါတယ်ခင်ဗျာ။ဆလဘီ တပိတ်ချင်းနဲ့စင်ကူးမြို့နယ်ကို စစ်ကောင်စီကဘုံကျဲတက်ခိုက်ခဲ့ရာအ ਨੇ ဆုံးအရသား6ဦးခန့်သေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်နဲ့စင်ကူးမြို့နယ်တို့ကိုစစ်ကောင်စီက Jet Fighter ဖြင့်ဘုံကျဲတက်ခိုက်ခဲ့ရာအရသားထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ Wallet Informational Network ကတဲ့ရင်ထုတ်ပြန်ထားပါတယ်။မေလ10ရက်နေ့လယ်10:30မိနစ်ခန့်မှာတပိတ်ချင်းမြို့နယ်ဇယက်ကွင်းရွာကောင်းကင်မေမေကားဝက်လျှော့အနီးတစ်နေရာကို လက်တဦးလေတပ်က Jet Fighter တစ်စီးဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူ၅ဦးခန့်သေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူစင်ကူးမြို့နယ်ကြည်တောက်ပေါက်ရွာအနီးကိုလည်းတရဦးလေတပ်က Jet Fighter တစ်စီးဖြင့်နေ့လယ်12:15မိနစ်ခန့်မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူတို့ဦးတည်ဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ် အဆိုပါကျေးရွာများဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကအကြောင်းမဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဆလဘီချောင်းဦးမြို့နယ်မှာစစ်ကောင်စီကပါရာမော်တာဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာကလေးတဦးနဲ့အမျိုးသား၂ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းမုံရွာခရိုင်ချောင်းဦးမြို့နယ်အတွင်းကကျေးရွာတရွာကိုစစ်ကောင်စီကပါရာမော်တာဖြင့်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးငယ်တအူးနှင့်အမျိုးသားနှစ်ဦးသေဆုံးခဲ့တယ်လို့ချောင်းဦး Revolution News CRN ကသတင်းထုတ်ပြန်ထားပါတယ်။မေလ10ရက်နေ့လယ်7:40မိနစ်အချိန်မှာမုံရွာနာမခမတက်လာတဲ့ပါရာမော်တာတစ်စီးဖြင့်ဘုံကျဲချတိုက်ခိုက်ခဲ့ရာရှင်ပြုနာတမင်္ဂလာပြုလုပ်ဖို့စီစဉ်နေတဲ့အလူအိမ်ရှိကြရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်။လေကြောင်းတိုက်ခိုက်မှုအတွင်း12နှစ်အရွယ်ကလေးငယ်တအူးနဲ့အသက်30အရွယ်အမျိုးသားနှစ်ဦးသေဆုံးခဲ့ကာ အသက်9နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်3ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါဗျ။တေဆုံးခဲ့သူ3ဦးမှာသားဖ2ဦးပါဝင်ပြီးမနက်ဖြန်ရှင်ပြုမဲ့မောင်ရင်လောင်းနဲ့အလူဒါယကာတို့ဖြစ်ကြကြောင်းသိရပါဗျ။ထို့အပြင်အလူဒါယီကာမနဲ့နားထွင်းမဲ့သမီးငယ်တို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ခင်ဗျာ။ဆလဘီမော်ချီဒေတာကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအရက်သား2ဦးထပ်မနေတေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ ကရင်နီပြည်နယ်ဖားဆောင်မြို့နယ်ရှိ မော်ချီဒေသကိုစစ်ကောင်စီကလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ရာရဲသား2ဦးထပ်မံတေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကရင်နီပြည်ဂျားကာလာအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူးနှင့်ဥပညာက KPV News ကိုအတည်ပြုပြောကြားထားပါတယ်။မေလ10ရက်နေ့လယ်12:30မိနစ်တွင် မော်ချီဒေသရှိနေရာ3နေရာကိုလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ထို့ပြင်မော်ချီဒေတာ၌လုံခြုံရေးအကြောင်းပြချက်ဖြင့် Starlink Internet အသုံးပြုမှုကိုမေလကုန်အထိတလတာပိတ်ပင်ထားကြောင်းလူပွားခိုးခရိုင်မော်ချီပူပေါင်းအုပ်ချုပ်ရေးကော်မတီကဧပြီလ28ရက်နေ့တွင်ထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာယခုနောက်ဆုံးစီးရီးသတင်းနေဖြင့်မူးမြို့နယ်အတွင်းအာနာတိတ်အကြမ်းဖက်စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့်နေအိမ်၃လုံးထိခိုက်ပျက်စီးခဲ့ရပြီးပြည်သူတို့အုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ ။ရောင်လေးပင်ခရိုင်မူးမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေအတွင်မေလ၈ရက်နေ့နေ့လယ်7:30မိနစ်ခန့်တွင်အကြံဖက်စစ်ကောင်စီတပ်ခမရ439တပ်မှ81မမလက်နက်ကြီးနှလုံးအားပစ်ခတ်ခဲ့ရာစိုက်တန်းခင်ကျေးရွာတဲသို့ကြားရောက်ပောက်ကွဲခဲ့ပြီးဦးမင်းလွင်မအီအီဖြိုးနှင့်မတိတ်တို့ဤနေအိမ်သုံးလုံးထိမှန်ပျက်စီးခဲ့ကြောင်း KNU ဗဟိုမှသတင်းထုတ်ပြန်ပါသည် ထို့အပြင်ညနေ3:73မိနစ်ခန့်တွင်ခမရ300ခွန်တက်မှဟာဝေဇာလက်နက်ကြီးတစ်လုံးပစ်ခတ်ရာစိုက်တန်းခင်ကျေးရွာတဲသို့ထပ်မံကြရောက်ပောက်ကွဲပြီးဥခင်ဝင်း80နှစ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီရေးသတင်းကောင်းထုတ်ချက်တွေကိုတော့ရေဒီယို NUG သတင်းတောက်မင်းစစ်သွေးနဲ့ Carshel တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ